င်္ဂလာပါရှင်။လေဖန်ရုတ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့မှာတော့ကွယ်လွန်ခဲ့တဲ့ပိုယဟန်မင်းကြီးဖရန်စစ်ရဲ့နေရာမှာစက္ကန်ရမယ်သူစီရင်တွင်မြန်မာနိုင်ငံမှာကာဒီနေချောင်းမောင်ဖို့ပါဝင်နေဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာပါ။ဒီသတင်းအပြင်ငလင်ကြောင့်ပြိုကျခဲ့တဲ့စကိုင်းမြို့ပန်တော်ရက်ွက်ရှိ Bright Kids မူဂျိုမှကလေးအတုံးဆောင်ပစ္စည်းများတွေ့ရှိတဲ့သတင်း ်အစ္စတန်ဘူကံရိုးတန်းမှာရစ်စတာစကေ6သရမနှစ်ပြင်းအားရှိအင်အားပြင်းငလျင်လှုပ်ခတ်တဲ့တဲ့အာဆနယ်ပဲလီပွဲတည်ရရလက်ကြောင့်လီဗာပူးအသင်းလက်ကျန်၅ပွဲမှာတမတ်ရယုံနဲ့ပရီးမီးယားလိချန်ပီယံဆုစွတ်ခိုးရယုံနိုင်မယ်ဆိုတဲ့တဲ့အစားရှိတဲ့တွေများကိုတင်ဆက်ပြီးတော့မှာပါဦးစွန်တဲ့တဲ့ပုံအနေနဲ့ကွယ်လွန်ခဲ့တဲ့ပိုယဟန်မင်းကြီးဖရန်စစ်ရဲ့နေရာမှာစက္ကန်ရမယ့်သူစီရင်တွင်မြန်မာနိုင်ငံမှာကာဒီနယ်ချောင်းမောင်ဘူပါဝင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ကွဲလွန်ခဲ့တဲ့ပိုယဟန်မင်းကြီးဖရန်စစ်ရဲ့နေရာကိုဆက်ခံရမယ်သူစီးရင်မှာမြန်မာနိုင်ငံကကာဒီနယ်ချောင်းမောင်ဘူပါဝင်နေလို့ AFP သတင်းမှာဖော်ပြထားပါတယ်တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုံရဟန်းမြင့်ကြီးဟာဧပြီ20ရက်ကစိန့်စပီတာရဲ့ ဘာစီလီကာမှာရှိတဲ့လာတာဆောင်မှာဝိပုသူတွေကိုနှုတ်ဆက်ခဲ့ပြီးတဲ့နောက်တရက်အကြာဧပြီ21ရက်မှာကွယ်လွန်ခဲ့တာပါပုံရံမီကြီးဖရန်စီရဲ့နေရာမှာဆက်ခံဖို့ဖြစ်နိုင်သူ15ဦးရှိပြီးအဲ့ဒီထဲမှာအသက်86နှစ်အရွယ်ကာဒီနယ်ချားစ်မောင်ဘိုလည်းပါဝင်လာတာဖြစ်ပါတယ်ပုံရံမီကြီးနေရာဆက်ခံဖို့အာရှဒေတာကကာဒီနယ်ချားစ်မောင်ဘိုအပြင်ဖိလစ်ပိုင်နိုင်ငံက2ဦးဥရောပဒေတာမှာအီတလီက4ဦးဆွီဒင်မော်တာ ပြင်သစ်လူဇင်ဘတ်နဲ့ဘူတာပတ်စ်က2ဦးစီ အာဖရိကဒေသကဂါနာနဲ့ကွန်ဂိုကတဦးစီအမေရိကဒေသမှာအမေရိကန်က2ဦးလို့ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အသက်86နှစ်အရွယ်ကာဒီနယ်ချားစ်မောင်မိုဟာ2015ခုနှစ်မှာမြန်မာနိုင်ငံရဲ့ပထမဆုံးကာဒီနယ်အဖြစ်ပုံရဟန်းမင်းကြီးဖရန်စစ်ကသတ်မှတ်ခဲ့ပါရယ်။ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအကြမ်းမဖက်နီလန်းနဲ့တွေးဆုံဆွေးနွေးဖို့ ကာဒီနယ်ချားစ်မာမိုကတောင်းဆိုခဲ့တယ်လို့သတင်းမှဆက်လက်ဖော်ပြထားပါတယ်။ကာဒီနယ်ချားစ်မာမိုကို1948ခုနှစ်အောက်တိုဘာ29ရက်မှာရွှေဘိုခရိုင်ခင်ဦးမြို့နယ်မုံလရွာမှာမွေးဖွားခဲ့ပြီးမိဘတွေဟာဦးကျော်နဲ့ဒေါ်အေးတင်တို့ဖြစ်ပါတယ်။မူလာရန်ပညာကိုမုံလှရွာမူလာရန်ကျောင်းမှာပညာသင်ကြားခဲ့ပြီး1962ခုနှစ်ကနေ1986ခုနှစ်အထိအနီးစပ်ခန်းမှာရှိတဲ့ Nazareth Lutheran ရဟန်းပြစ်သင်တန်းကျောင်းမှာဆက်လက်ပညာသင်ကြားခဲ့ပါတယ်။1986ခုနှစ်ဧပြီ9ရက်နေ့မှာလာရှိုးမြို့မှာရဟန်းသိက္ခာခံယူခဲ့ပါတယ်။1986ခုနှစ်မှာလာရှိုးသာသနာနယ်ရဲ့သာသနာဦးစီးမှုအဖြစ်ခန့်အပ်ခံခဲ့ရပြီး1990ပြည့်နှစ်မှာလာရှိုးဂိုင်အော့ဘီရှော့အော့ဖ်လာရှိုးအဖြစ်ဂုံပြုသိက္ခာတင်ခြင်းခံခဲ့ရပါတယ်။ 1996ခုနှစ်မှာပသိမ်သာသနာနယ်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး2000တခုနှစ်မလ18ရက်မှာပုံရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ဘောက၎င်းကိုဘာသာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပုံရဟန်းမင်းကြီးရဲ့ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။2003ခုနှစ်မေ24ရက်မှာပုံရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ဘောက၎င်းကိုရန်ကုန်မြို့ရဲ့ခိုင်းကျုပ်သာသနာရှင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။2009ခုနှစ်ဇန်နဝါရီ18ရက်မှာတော့ပုံရဟန်းမင်းကြီး Benedict 16က ၎င်းကိုယဉ်ကျေးမှုဆိုင်ရာပုံရံမြင့်ကြီး၏ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလင်ကြောက်ပြိုကျခဲ့တဲ့စကိုင်းမြို့ပန်တော်ရက်ကွာ Bright Kids မူဂျိုမှကလေးသုံးဆောင်ပစ္စည်းများတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ကြောက်ပြိုကျခဲ့တဲ့စကိုင်းမြို့ Bright Kids မူဂျိုကနေကလေးသုံးဆောင်ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့အဆိုပါမူဂျိုကျောင်းမှာရှလရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့နတ်လက်လူမှုကူညီကေဆေးရေးအသင်းထံကနေသိရပါဗျ။ Brightest မူကြောင်းချောင်းကိုကျွန်တော်တို့ဝင်တော့ဆုံးမသွားတဲ့ကလေးမိသားစုရောက်လာတယ်။ဘာလို့လာတာလဲပြန်ပါလို့ပြောတော့ကလေးလွယ်အိတ်လေးလိုချင်လို့လို့ပြောပါတယ်။ကျွန်တော်ရအောင်ယူပေးပါမယ်။အိမ်မဲပြန်နာကြပါပြောလိုက်ရတယ်။ကျွန်တော်လည်းအဲ့ဒီလောက်စိတ်မမာနိုင်ဘူးလို့နတ်လက်လူမှုကွန်ရက်ကဲစဲအတင်းကတောင်ဝင်ရှိသူတို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ဧပြီလ24ရက်မနက်ပိုင်းမှာပြိုကျပျက်စီးခဲ့တဲ့မူကြိုးချောင်းကနေကလေးငယ်တွေရဲ့အတုံးဆောင်တွေဖြစ်တဲ့လွယ်အိတ်ရေဘူးထမင်းဘူးတို့ကိုရှောက်ဖွေတွေ့ရှိခဲ့ပါတယ်။ဒီပုံတွေမတင်ခြင်းမို့ ။ဒါ့ပေမဲ့ဒီကြောင်းနဲ့ဒီမိသားစုတွေကိုဝိုင်းကူကြဖို့လူတွေသိအောင်ချပြရခြင်းဖြစ်ပါတယ်။ Brightkids မူကြောနာမည်ကြီးเจ้าမဟုတ်ဘူး။တထင်းဖွင့်ထားတဲ့မူကြောမဟုတ်ဘူး။ဒီတော့အကူအညီမရကြဘူး။เจ้าကလည်းအင်ကားဖွင့်ထားတာဆီယမတွေလည်းတနာစရာဆီယမတယောက်ဆိုရင်စိုးရိမ်ရတယ်စေကူဖို့ခက်ခဲနေတယ်လို့ပြောတယ်ကျွန်တော်ညနေသွားပါမယ်ခလေးမိဘတွေကတော့ပြောစရာစကားမရှိတော့ပါဝယ်နေစရာပုံရိပ်တွေဆိုပေမဲ့ဒီပုံတွေကမိသားစုတွေအတွက်တော့အထောက်ပံ့ဖြစ်စေမှာပါ ကျွန်တော်တို့တစ်ဖွဲ့လုံးမျက်ရည်မကျသူမရှိပါအကောင်လုံးတိတ်ဆိတ်စွာနဲ့ကုပေးနေကြပါတယ်လို့အဆိုပါလူမှုကွန်ရက်အသင်းကတာဝန်ရှိသူတို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်အခုလိုငလင်တန်းကြောင့်ပြိုကျခဲ့တဲ့စကိုင်းမြို့ပန်တော်ရဲ့ Brightest Mojo မှာကလင်းငယ်20နီးပါးတက်ရောက်နေပြီးကလင်းငယ်9ဦးခန့်ငလင်တန်းကြောင့်တည်ဆုံခဲ့ပါတယ်မူဂျိုဟာသုံးသက်တိုက်ဖြစ်ပြီးငလင်လှုပ်ခတ်တဲ့မလ28ရက်မိုးလယ်ပိုင်းမှာခလင်းငယ်တွေအိတ်နေတဲ့အချိန်ဖြစ်တယ်လို့သိရပါဗျ။ဆလဗီ အစ္စတန်ဘူကမ်းရိုးတန်းမှာရစ်စတာစကေ6.2ပြင်းရရှိအင်အားပြင်းငလျင်လှုပ်ကတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမှာအေပီလ23ရက်ကရစ်စတာစကေ6.2ပြင်းအားရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာနောက်ဆက်တွဲငလျင်ငယ်တွေလှုပ်ခတ်ခဲ့တာကြောင့်လူအများကြောက်လန့်တကြားဖြစ်ခဲ့ရတယ်လို့သိရပါဗျ။ ညချိန်ဖြစ်တဲ့အပြင်ရာသီဥတုကလည်းပုံမိုးအေးလာချိန်မှာငလင်းလှုပ်ခတ်မှုကိုကြောင်းရွံ့နေတဲ့လူတွေဟာနေအပြင်ဘက်မှာရှိတဲ့ပန်းချံတွေနဲ့ကွင်းပြင်နေရာတွေမှာနေထိုင်ခဲ့ကြပါတယ်။ရာနေချီတဲ့ចောင်းသားတွေဟာညအချိန်ခိုလုံနေထိုင်မှုအတွက်အစ္စတန်ဘူနေပညာတက္ကသိုလ်ចောင်းဝင်းအတွင်းကိုသွားရောက်ခဲ့ပါတယ်။အစ္စတန်ဘူမြို့တော်မမာရာပင်လယ်မှာ ရစ်တာစကိန်း6.2ပြင်းအားငလင်းလှုပ်သွားပါတယ်လို့ပြည်ရေးဝန်ကြီးအလီယာလီကာရာကလူမှုမီဒီယာအစ်မှာရေးသားခဲ့ပါတယ်။ဒီငလင်းလှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းနောက်ဆက်တွဲငလင်း120ကျော်လှုပ်ခတ်ခဲ့ပြီးတချို့ငလင်းတွေဟာအင်အားအလွန်ပြင်းကြောင်ပြောပြခဲ့ပါတယ်။ဒါပေမဲ့ကြီးကြီးမားမားထိခိုက်ပျက်စီးမှုဒါမှမဟုတ်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိမှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဆင်နယ်ပဲလစ်ပွဲတည်ရရလက်ကြောင့်လီဗာပူးအသင်းလက်ချံ၅ပွဲမှာတမတ်ရယုံနဲ့ပရီးမီးယားလိချန်ပီယံဆုစုခိုးရယုံနိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်ပဲလစ်ပွဲတည်ရရလက်ကြောင်းလီဗာပူးအသင်းအနေနဲ့လက်ချံ၅ပွဲမှာတမတ်ရယုံနဲ့ပရီးမီးယားလိချန်ပီယံဆုစုခိုးရယုံနိုင်မှာဖြစ်ပါတယ်။ပဲလစ်အသင်းရဲ့ FA ဖလားစီမီဖိုင်နယ်ပွဲစဉ်ကြောင့်ဧပြီ23ရက်ကကြိုတင်ကစားတဲ့ပရီးမီးယားလိပွဲစဉ်34မှာ အာဆင်နယ်နဲ့ဘဲလစ်အသင်း2ဂိုးစီတည်ရကြခဲ့တဲ့အတွက်အာဆင်နယ်အသင်းဟာ34ပွဲကစားအပြီး68မှတ်ရရှိထားပြီးဇီယားထိန်ဆောင်ကလီဗာပူးအသင်းနဲ့တပွဲပိုး12မှတ်ကွာဟသွားပြီဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့လက်ကျန်၄ပွဲစလုံးအနိုင်ရရင်တော့လီဗာပူးအသင်းရဲ့လက်ရှိရမှတ်89မှတ်ကိုသာလိုက်မိနိုင်တော့မှာဖြစ်ရာပရီးမီယာလိချန်ပီယံတိုက်ပွဲဟာရာနှုန်းပြည့်နေပါအဆုံးသတ်ဖို့တည်ကြသွားပြီဖြစ်ပါတယ်။ လေဘာဘူအသင်းဟာအခုရသည့်လက်ကျန်ပွဲစဉ်တွေအဖြစ်ဧပြီလ28ရက်မှာစပါအသင်းနဲ့အင်ကွင်၊မေလ4ရက်မှာချက်စီအသင်းနဲ့အဝေးကွင်၊မေ17ရက်မှာအာဆင်နယ်အသင်းနဲ့အင်ကွင်၊မေ19ရက်မှာဘရိုက်တန်အသင်းနဲ့အဝေးကွင်၊မေ25ရက်မှာပဲလစ်အသင်းနဲ့အင်ကွင်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။လေဘာဘူအသင်းအနေနဲ့လက်ကျန်၅ဝဲမှာတမှတ်တာလိုအပ်တာကြောင့်အခုတစ်ပတ်စပါအသင်းနဲ့အင်ကွင်းပွဲစဉ်မှာအနေအဆုံးတည်ရေကစားနိုင်ုံနဲ့ပရီးမီးယားလိချန်ပီယံဆုစခိုးရယူနိုင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာသမိုင်းတလျှောက်အမြင့်ဆုံးလိပြိုင်ပွဲမှာအကြိမ်20မြောက်နဲ့ပရီးမီးယားလိနာမည်နဲ့ကျင်းပပြီးနောက်ပိုင်းချန်ပီယံဆုကိုဒုတိယအကြိမ်စုခိုးရယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လီဗာပူးအသင်းအနေနဲ့အင်္ဂလန်ဘောလုံးသမိုင်းတလျှောက်အဆင့်အမြင့်ဆုံးအမှတ်ပေးချန်ပီယံဆုကိုစံချိန်တင်အဖြစ်အကြိမ်20ရရှိထားတဲ့မန်ယူအသင်းရဲ့ချန်ပီယံဆုအရေးအတွက်ကိုအမိလိုက်နိုင်တော့မှာဖြစ်ပါတယ်။ဒါ့အပြင်အဓိကစုဖလားစုစုပေါင်းစည်းရင်းမှာလီဗာပူးနဲ့မန်ယူအသင်းတို့တူညီနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ 11ရက်တရရင်ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်